င်ဆက်ပေးမယ့်သတင်းကတော့ဒုံးရဲ့နယ်ချောင်းလေးစိတ်ပိတ်ကလေချောင်းခီးစင်များရွှေဆိုင်ခဲ့ရတဲ့သတင်းဖြစ်ပါတယ်။ဂျာမီနိုင်ငံရဲ့အကြီးဆုံးနေစိတ်ဖြစ်တဲ့မြူနစ်နေစိတ်ကိုဒုံးရဲ့နယ်ချောင်း24နာရီအတွင်းနှစ်ကြိမ်ပိတ်ကလေချောင်းခီးစင်နဲ့ရွှေဆိုင်ခဲ့ရတယ်လို့သိရပါတယ်။မြူနစ်မြို့နေဆိုင်အနီးမှာဒုံးတွေတွေ့ခဲ့တာကြောင့်လေကြောင်းခီးစင်တွေကိုရွှေ့ဆိုင်ခဲ့တာဖြစ်ပါတယ်။ ခီးသည်6500ကျော်လေးချောင်းခီးစင်တွေရွှေဆိုင်ခဲ့တာကြောင့်လေးစိတ်မှာတောင်းတင်ခဲ့ရတယ်လို့လေးစိတ်တောင်းဝင်ရှိသူတွေကသတင်းထုတ်ပြန်ခဲ့ပါတယ်။နော်ဝေးဒိမန်နဲ့ပိုလန်နိုင်ငံတွေမှာလည်းဒုံးနေကြောင်းလေးစိတ်တွေပိတ်ခဲ့ရတဲ့ဖြစ်စဉ်တွေဖြစ်ပွားခဲ့ပြီးနောက်မှာဇမ်ဘီနိုင်ငံမှာလည်းအလားတူဖြစ်စဉ်နဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။နေတိုးဖွဲ့ဘက်ကတော့ရုရှားဘက်ကဆွေးနွေးလိုက်တဲ့ဒုံးတွေဖြစ်တယ်လို့စစ်ဆေးထားပါဗျ ဂျာမနီစစ်တပ်ဟာဒုံးနေတွေ့ရှိပြီးနောက်မှာလေပိုင်နဲ့လုံခြုံရေးနဲ့ကာကွယ်ရေးအစီအစဉ်တွေကိုဖြစ်တင်ခဲ့ရလို့သတင်းထုတ်ပြန်ခဲ့ပါတယ်ရှင်ဒီသတင်းကိုတော့ညီချက်အောင်ကပေးပို့လာတာပါ